နွေမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နီလင်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ထိတ်အလဲအပိနေရာမှာအထီးကီးနှလုံးယူတဲ့နေ့ကိုကျွန်တော်တို့မိတ်ဆွေများအတော်ကူရအောင်ပေါ့နော်တွင်နေတဲ့ကွာအရှင်းပြပေးသွားမှာဖြစ်ပါတယ်ကီးအလဲတွေ့တဲ့နေ့ပေါ့နော်ကီးနှလုံးထဲဖြစ်ပါတယ်ကီးအလဲတွေ့တဲ့နေ့ပေါ့နော်ကျွန်တော်တို့ဒီ ခွန်တီရှိရှောက်ရှောက်ငါးတပင်ငါးနေပါနော်လေးရှင်းနေကိုရှောက်နေရှောက်ပြီးတော့ဒီတပင်ကိုရှင်းပြပြတော့မှာဖြစ်ပါတယ်အရင်ဆုံးနံပါတ်1အနေနဲ့ပါနော်ဒီတွန်နီကတော့ကျွန်တော်ခွန်တီမှာတစ်ချိန်စီပါနော်ပြီးရင်အနောက်ဆုံးကငါးမှာတစ်ချိန်စီယူထားတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာခွန်တီပေါင်းရှင်းရှင်းနဲ့ငါးပေါင်းရှင်းက73ရာတဲ့ပါနော်အဲ့ဒီ3ကိုလည်းနောက်ထပ်3နဲ့ထပ်ပေါင်းရှင်း6ရာတဲ့အတွက် 3ချောင်းအထီကီးစုပြီးယူထားတာဖြစ်ပါတယ်။နောက်ထပ်တစ်ပြက်မှာက6ချောင်းနဲ့ခြာပေးသွားတာဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့3ချောင်းထဲကအထီကီးချောင်းတစ်လုံးက အလဲထဲနေရာကခြာပေးသွားတာဖြစ်ပါတယ်ပေါ့နော်။ချောင်းကအလဲထဲနေရာကခြာပေးသွားတယ်။ဒီနောက်ထပ်နံပါတ်2အနေနဲ့ကျွန်တော်၄၈နဲ့6ချောင်းနဲ့တပင်ကနေပေါ့နော်။9 3 6 3 6လေးလေးရှားပြီးသွားတဲ့တပင်ကို ထပ်ပြီးတွေ့ပြပြီးသွားမှာဖြစ်ပါတယ် တနည်းအရာအပေါ်အိုက်လိုမျိုးပဲဒီရှင်းနေနေပေါင်း30လေးတလုံးကြံနေအတွက်လေးကိုလည်းကျွန်တော်တုံးနဲ့ထပ်ပေါင်းရှင်း900နေရတယ်ပေါ့နော်လေးခွန်ကီးနှလုံးစုပြီးယူထားတာဖြစ်ပါတယ်နောက်ထပ်တစ်ပြေမှာက3944ဖြစ်ပါတယ်ကျွန်တော်ကီကလေးခွန်ဖြစ်ပါတယ်လေးတလုံးအလေထိန်နဲ့အပိတ်နေရာမှာရှားပေးသွားတာဖြစ်ပါတယ်ဗောနော်။ Okay ကျွန်တော်ဒီ၃ညလေးလေးတပင်ကနေ နင်းနီတီချပီးသွားတဲ့တပင်ကိုထပ်ပြီးတူတူလေလာကြည့်မယ်ပေါ့နော်နံပါတ်3တနည်းအရာဒီအရှိနှလုံးပေါင်း9နဲ့3ပေါင်းရှင်းရှင်းရှင်းတဲ့ဒီအနောက်ဆုံးက4နဲ့ပေါင်းရှင်းဆက်နေရတယ်ပေါ့နော်။ဒါဆိုရင်နေ့ကိုလည်း3နဲ့ထပ်ပေါင်းရှင်း9ရတဲ့အတွက်နင်9ကီးရမယ်ပေါ့နော်။တုံများလေးလေးပြီးတော့နင်းနစ်တီဖြစ်ပါတယ်။နင်းနစ်တီဆိုတဲ့အတွက်ကြောင့်မို့နင်9ကီးထဲကအထီးကီးနေ့တစ်လုံးအလယ်နဲ့ ထိတ်ဆီးနေရာမှာရှားပြီးသွားတာဖြစ်ပါတယ်။ Okay အဲ့ဒီနည်းအတိုင်းပဲပေါ့နော်။တရှိခွန်နည်းနည်းတဲ့ကနေ669843တပင်ကိုတပီးရှင်းပြပေးတော့မှာဖြစ်ပါတယ်။တနည်းအရာအပေါ်ကလူမျိုးအတိုင်းပဲပေါ့နော်။ရှင်းနဲ့တေပေါင်းကိုကိုနဲ့တေပေါင်း30ဆိုတဲ့အတွက်တုံများကိုလည်း3နဲ့ထပ်ပေါင်းရှင်း3တုံများ3အထီးကြီးရမယ်ပေါ့နော်။ရှင်းလေး3ချပေးသွားတာဖြစ်ပါတယ်။ ဒါကြောင့်မို့အတ္တိကိအနေနဲ့သုံးသလုံးကအပိညာကရှားပြီးသွားတာဖြစ်ပါတယ်ဗောနော်။သုံးညာသုံးတဲ့ကသုံးသလုံးအပိညာကဖြစ်ပါတယ်။ Okay နံပါတ်5ဗောနော်။နံပါတ်5မှာကြတော့ဒီ669843ကနေ3968636ရှားပြီးသွားတဲ့ပင်ကိုထပ်ပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်။ရှောင်းနဲ့၆ပေါင်းရှင်းစနစ်နည်းနဲ့၃ပေါင်းရှင်း၅ရာတဲ့အတွက်ကြောင့်မို့အဲ့ဒီ၅ကိုလည်း၃ပေါင်းရှင်း၈ရာတဲ့အတွက်၅ရှိအတ္တိကိဆိုပြီးယူမယ်ပေါ့နော် နောက်ထပ်ပြမကချက်ချောင်းတောင်းချပေးသွားခဲ့တာဖြစ်ပါတယ်။အထီးကငါရှိတဲ့ကရှိတဲ့လုံးဒီထိတ်စီနေရာကချပေးသွားတာဖြစ်ပါတယ်။ Okay နောက်ထပ်ချက်ချောင်းတောင်းတပင်ကနေ933မြ1399ကိုရှာပေးသွားတဲ့ပင်ကို လေ့လာကြည့်မယ်ပေါ့နော်။နံပါတ်6ဖြစ်မယ်ပေါ့နော်။အရှိနှလုံးပေါင်း3 9ပေါင်း9 93ပေါင်းဆက်နေရတဲ့အတွက်နေကို3ပေါင်းရှင်း9နေ9ကီထဲက6 6သုံးပြီးတော့ နှစ်တုံညာကိုရှာပြီးသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့အထီးကနှစ်တလုံးကတန်တော့ဒိတ်စီနေရာကပဲထပ်ပြီးရှာပြီးသွားတာဖြစ်ပါတယ်ပေါ့နော်။ Okay နှစ်တုံညာကိုကနေခွန်ခွန်ကိုရှာပြီးသွားတဲ့တွင်ကို ထပ်ပြီးတူတူလေးလာကြည့်အောင်လားခင်ဗျာနံပါတ်9နှစ်ပေါ့နော်။ခွန်3ပေါင်းရှင်း30ဖြစ်ပါတယ်။အဲ့ဒီတုံညာကိုကိုယ်နဲ့ပေါင်းရှင်း900ရတဲ့အတွက်ကို3ပေါင်းစနစ်ကိုနီကီဆိုပြီးယူမယ်ပေါ့နော်။ နောက်ထပ်တစ်ပင်မှာက009ဆိုတဲ့အတွက်အထီးကီးကိုဒလုံးကအပိညာကချပေးသွားတာဖြစ်ပါတယ်။ကိုဒလုံးအပိညာကပေါ့နော်။ Okay နောက်ထပ်ဒီနံပါတ်7ပေါ့နော်။နံပါတ်7ဒီ009တပင်ကနေ900ရရှာပြီးတဲ့တပင်ကိုလေ့လာကြအောင်ရှင်း9ပေါင်းဆက်ခွန်ခွန်ရဲ့3ပေါင်း30ဆိုတဲ့အတွက်ခွန်3များကြီးမှာခွန်3များ3များရှာပြီးသွားတာဖြစ်ပါတယ် အဲ့မှာကီးနှလုံးစလုံးအပူဖြစ်ပါတယ်ဗောနော်ခွန်၊တုံညာခွန်၊တုံညာတုံညာဖြစ်ပါတယ်โอเคနောက်ထပ်ဂျင်ဒွန်နံပါတ်9ဗောနော်နံပါတ်9ဒီ998ခွန်တုံညာတုံညာတပင်ကနေ3ခွန်ခွန်ရှားပြီးသွားတဲ့တပင်ကိုလေ့လာကြအောင်99ပေါင်း30တုံညာကို3ပေါင်းရှင်း3တုံညာ3ကီးထဲက3ခွန်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော် တိုင်းမှာ သုံးသလုံးကထိစီနေရာကဖြစ်ပါတယ်ပေါ့နော် Okay နောက်ထပ်နံပါတ်30ဖြစ်ပါတယ်နံပါတ်30မှာတော့ကျွန်တော်ဒီရှင်းနဲ့၄ပေါင်းခြင်းက7နှစ်နှစ်ကို9နဲ့ပေါင်းခြင်းက9ရာတယ်ပေါ့နော်9ကို3ပေါင်း7နှစ်9နှစ်ကမှရှစ်ကိုလေးချပြသွားခဲ့တာဖြစ်ပါတယ်ရှိကိုလေးဆိုတဲ့အထီးကိကိုတလုံးကဒီလိုအလေထဲနေရာက ခြာပေးသွားတယ်ပေါ့နော်ဆိုလို့ရှိမှဝိုင်းမိသွားတယ်ပေါ့နော် ကိုဖြစ်ပါတယ်နောက်ထပ်ရှစ်ကိုလေးကနေ9ရောက်3ရပြီးသွားတယ်တပင်ကိုထပ်ပြီးလေလာကြည့်အောင်နံပါတ်7ပေါ့နော်ရှစ်နဲ့တပေါင်းရှင်ကိုကိုလေးပေါင်း73ရတဲ့အတွက်ကြောင့်မို့3ကို3ပေါင်းရှင်6 3ရောက်ကြီးမှာ9ရောက်3ရပြီးသွားတာဖြစ်ပါတယ်ဒါကြောင့်မို့အဲ့ဒီမှာတော့အထီးကိနှလုံးစလုံး3ကတော့အပိတ်နေရာမှာ6ကတော့အလေနေရာမှာဆိုပြီးတော့ ကီနှလုံးစလုံးရှားပြီးသားတာဖြစ်ပါတယ်ပေါ့နော်။ Okay ကျွန်တော်ဒီ963ကနေ68ခုရာဒီတပင်ကိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ခွန်3ပေါင်းရှင်း30 5တလုံးကျန်နေပါတော့ဒါကြောင့်မို့အဲ့ဒီ5ကိုလည်း3နဲ့ပေါင်းတာ8ရတဲ့အတွက်58ကိမှ68ခွန်ချပြီးသွားတာဖြစ်ပါတယ်68ခွန်ဆိုတဲ့အတွက်အထီးကိ8တလုံးဒီအလဲတဲ့နေရာကဖြစ်ပါတယ်ပေါ့နော် โอเคကျွန်တော်ဒီ669 689ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီ6ကိုနှစ်ကြိမ်ယူရတာဖြစ်ပါတယ်6နဲ့6ပေါင်းစနစ်နင်းနဲ့ခွန်ပေါင်း9ပေါ့နော်9 3ပေါင်းစနစ်9နှစ်ကြီးမှာနင်းနဲ့ခွန်ချပေးသွားတာဖြစ်ပါတယ်နင်းနဲ့ခွန်ဆိုတဲ့အတွက်အထီးကိနှစ်တလုံးကထိတ်စီနဲ့အလဲထိတ်နေရမှာဖြစ်ပါတယ်ပေါ့နော်โอเคနင်း6 6နင်းနဲ့ခွန်ဆိုတဲ့အတွက်ဒီနင်းနဲ့6နဲ့ကိုထည့်ယူမယ်ပေါ့နော်နင်းနဲ့6နဲ့ပေါင်းတာ8 ရှစ်ခွန်ပေါင်းရှင်း55ရာတဲ့အတွက်ကြောင့်မို့ငါးကို3ပေါင်းရှင်းချီငါးရှိကီးဆိုပြီးတော့ဒီတွင်နေ့အရာ ကျွန်တော်တို့74ဂျန်အထိတက်ပြီးတော့ချပေးသွားမလားပေါ့နော်โอเคကျွန်တော်တို့တွင်နေ့အရာဒီခွန်တစ်ချီ665တပင်ကနေတပင်ရှင်းတပြထားတာဆိုရင်ရှောက်ကလုံး9ရှောင်းနဲ့လေးတလုံး3ညာလေးလေးနေ့တလုံးနေ့နေ့တိတောင်းတလုံး843ပေါ့နော်ရှစ်တလုံး863ပြီးရင်ဒီ နေ့၅ထဲကနေ့တလုံးနေ့၃ည၉ဘောနော်၉နေ့ထဲက၉တလုံး၉ခွန်၉ခွန်၃ညမှာတော့အပူရှိအပီပေးသွားတယ်ဘောနော်ခွန်၃ညခွန်၃ည၃ည၃တလုံး၃ခွန်ခွန်၉နေ့ထဲက၉တလုံး၉၈၉၄၈၉၄၄၄ပြီးတော့၅၆၃ဘောနော်၃နဲ့၆နဲ့၅၆၃၈တလုံး၆၈၉ခုနှစ်ပြန်ကိုနေထက်ကနေတလုံးနေနေခုံပေါ့နော်ဒီရှစ်ကြိမ်မှာတော့အဲ့ဒီအတွက်နည်းအရာ 9နှစ်ရှင်နဲ့တပီတော့ရှားပေးသွားမလားဆိုတာလေးကတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗျာနော်အဲ့ဒီ9ရှိကိနဲ့ကျွန်တော်တို့အရှိမတင်ပြထားတဲ့ကိနှလုံးသွင်းနေမှာဆိုရင်ကိုလေးမှာကိုခွန်ကိုရှားတင်မှာရှားတလုံး၃ညာ၆၃၃၉၅၆၃ညာ၃၆ညာ၆ရှားနှစ်၆လေးရှိတင်မှာတည်တလုံးဗျာနော်ငါကူရှိတဲ့ပြင်မှာရှိတဲ့လုံးတတိယရှောက်ရှောက်ကူတုံများငါကူတုံဓာတ်သူချပေးသွားခဲ့တဲ့ဟာတွေဖြစ်ပါတယ်ဗောနော် လေးတုံများလေးတိခွန်ရှေရှောင်းခွန်တုံများရှောင်းတုံများရှောင်းရှောင်းတလုံးရှောင်းရှောင်းနဲ့ရှောင်းတလုံးရှောင်းရှောင်းကရှောင်းတလုံးကိုရှောင်းနဲ့လေးတုံများလေးလေးတိနိနိတိလေးရှင်လေးတုံပါနော်ရှေရှောင်းတုံနိတုံများကိုခွန်ခွန်ကိုခွန်တုံများတုံများတုံခွန်ခွန်ရှေကိုလေးငါရှောင်းတုံရှောင်းရှေခွန်နိနိခွန်ဒီဒီရှိကြမှာတော့နိခွန်ကိဆိုပြီးတော့ကျွန်တော်တို့တွင်အရာတွင်နဲ့လည်းတင်ပြထားပြီးဖြစ်ပါတယ်ဗောနော်ဆိုတော့ဒီရှိကြမှာ ကျွန်တော်နိခွန်ရဲ့ငါချည်ရမြချပေးသွားမလားဆိုလေးကတော့ကျွန်တော်ဆောင်ကြည့်ရမှာပဲပေါ့နော်ဒီခွန်နိကိုနိမှာနေတလုံး3ရှိ5ရှိ3မြ5 3 6မှာ5 6 3အပြီးပေါ့နော်ဒီချစ်ချိန်မှာတော့နိခွန်ရဲ့5ရှိကီးရဲ့ဆိုပြီးကီးတွဲလို့ရမယ်ပေါ့နော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ